အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျာကြောက်ကျူတိုက်ပွဲတွင်တိုင်းဥစီမူပထမတန်းဂျီဝမ် ဒုတိယဗိုလ်မှူးကြီးကျော်လန်းကြိုင်နဲ့စစ်တုံးပန်းအများအပြားဖမ်းဆီးရရှိထားပြီးအလံဖြူထောင်းအလင်းဝင်သူများလည်းအလုံးများပြားနေကြောင်းသိရပါဗျ။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်တိုက်ပွဲများတွင်တိုင်းစစ်ဦးစီးမှုပထမတန်း G1 ဒုတိယဗိုလ်မှူးကြီးကျော်လန်းကြိုင်နဲ့စစ်တုံးပန်းအများအပြားဖမ်းဆီးရရှိကြောင်း AA စီရင်တည်င်းဌာနကပြောပါဗျ။မေလ30ရက်နေ့ညနေ3:00နာရီအချိန်ကြောက်ဖြူမြို့နယ်မင်းတတောင်ကျေးရွာနီးစစ်ကောင်စီတပ်နဲ့ AA တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းရင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်၏တိုင်းစစ်ဦးစီးမှု ပထမတန်းဒုတိယဗိုလ်မှူးကြီးကျော်လင်းဆိုင်နဲ့စစ်တုံးပန်းအများပြားကိုလက်နက်ခဲများများနဲ့အတူအေအေကဖမ်းဆီးရရှိခဲ့ကြောင်းအကြမ်းမဲ့စစ်ကောင်စီတပ်များကမင်းတပ်တောင်ကျေးရွာမြောက်ဘက်မီတာ600ကွာစစ်မှုလက်မှုတင်တန်းကြောင်းကိုအခြေပြုပြီးအေအေကိုထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း သိရပါတယ်။ကြောက်ဖြူမြို့နယ်တိုက်ပွဲတွင်စစ်ကောင်စီတပ်ဖက်မှအများပြားလက်နက်ချအလင်းဝင်နေပြီးဖမ်းဆီးရရှိသူများလည်းများပြားနေကြောင်းသိရှိရပါတယ်။ ကြောက်ကျူတိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအထက်ကအတင်းအဓမ္မအမိန်ပေးစီခိုင်းနေပြီမယ်လေမြေပြင်မှာကတရင်အလိုက်စိတ်သက်ပြက်ပြားနေကြပြီးတော့တိုက်လို့ခိုက်လို့စိတ်ကလုံးဝမရှိကြတော့ဘူးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအာရခတပ်တော်ထံမှာယခုရက်ပိုင်းတွေအတွင်းလက်နက်နဲ့တော်၎င်းလက်နက်မဲ့တော်၎င်းအလားပြူထောင်ပြီးအလင်းဝင်ရောက်လာသူတွေစစ်တိုက်ရှိနေပါတယ်ဂစင်ကလေးထွက်ပြေးလွတ်မြောက်နေကြတဲ့ရန်သူတွေကိုလည်းအာရခတပ်တော်မှနေ့စဉ်နဲ့အမျှဖမ်းဆီးရမိလို့ရှိပါတယ် ဒုတိယဗိုလ်မှူးကြီးကျော်လင်းကြိုင်တိုင်းစီဦးစီးမှုပထမတန်းကပအမကြီး3053နှစ်နဲ့စစ်တုပ်ပန်းတချို့ကိုလက်လက်နဲ့အတူဖမ်းဆီးရရှိပါတယ်။သူတို့ရဲ့မိခင်တရင်တမရီကိုစစ်စစ်နေတော့မှရှိပါသေးတယ်။စစ်တုပ်ပန်းတွေကတနေရာထဲမှာဖမ်းမိတာမဟုတ်ပါဘူးဟုအေးသတင်းရှင်းပြကရှင်းပြပါတယ်။အကြမ်းမဲ့စစ်ကောင်စီတပ်တွင်စစ်စင်ရေးကိုကဲသူမလုံလောက်တော့သဖြင့်ဘူဟာမှုနဲ့ဂျီဝမ်များပါရှေ့တန်းသို့စစ်စင်ရေးထွက်နေကြအကြောင်း ထို့ကြောင့်အေအေထံတွင် ရာထူးကြီးအရာရှိများမကြာခဏဆိုသလိုဖမ်းဆီးရရှိနေခြင်းဖြစ်ကြောင်း CDM ဘူကြီးဇင်ရောကပြောဆိုပါတယ်။ချို့ကဂျီဝမ်အဆင့်ဆိုပြီးတော့စစ်စင်ရေးလက်ရတာမဖြစ်နိုင်ဘူးဆိုပြီးတော့ပြောနေကြတယ်။ဂျီဝမ်ဆိုတာစီဥစီမှုပထမတန်းတန်းစစ်ဌာနချုပ်တွေမှာရှိတဲ့ဂျီဝမ်ဒါကစားပေါ့ဒေသကိုကေရေးမှုဒေသကိုကေရေးစစ်ဌာနချုပ်တွေမှာရှိတဲ့ဂျီဝမ်တွေကတော့စစ်စင်ရေးလက်ရတာရှားတယ်။ကျွန်တော်ဒီတက်မှတွေ ချင်းမြန်တက်မဌာနချုပ်တွေစစ်စင်ရေးကကဲမှုဌာနချုပ်တွေမှာရှိတဲ့ဂျီဝန်တွေကတော့ဘူဝမှုလုံလောက်မှုမရှိဘူးဆိုရင်ခက်တာဘူဝမှုနဲ့ရှေ့နှစစ်စင်ရေးလက်ရတာရှိပါတယ်စစ်တပ်မှာဘူဝမှုတွေလုံလောက်အောင်မခံပေးနိုင်ဘူးတေဆုံးတာတို့ဒဏ်ရတာတို့ပြီးရင်ဖမ်းဆီးခံရတာများနေတဲ့အတွက်ဘူဝမှုတွေအလင်မီအောင်မခန့်အပ်နိုင်တဲ့အနေအထားကိုလည်းကျွန်တော်တို့တွေ့ရပါတယ်ဟု CDM ဘူကြီးစင်ရောကပြောဆိုပါတယ်မေလ29ရက်နေ့ကလည်းရခိုင်ပြည်ကြောက်ဖြူမြို့နယ်တွင်စစ်တပ်နဲ့အေအေတပ်များကြားတိုက်ပွဲဖြစ်ပွားစဉ်အမှတ်၁၁ချင်းမြန်တပ်မှဌာနချုပ်မှ ်မြစ်ပြူဟာမူဘုံမူကြီးကျော်မျိုးအောင်ဒီ AE ပစ်ခတ်မှုကြောင့်တိုက်ဆုံးခဲ့ကြောင်းသိရပါဗျ။ဘီဒူလူထုနဲ့တသားတဲ့ရက်ဒီယန်နဲ့တော်လှန်ရေးလုပ်မစားရ KAKND ရဲ့စီးဥစီချုပ်ဘုံမူချုပ်အောင်မြတ်တိပေးကြောင်းသိရပါဗျ။တော်လှန်ရေးတပ်ဖွဲ့ဝင်များအနေဖြင့်ဘီဒူလူထုနဲ့တသားတဲ့ရက်ဒီယန်နဲ့တော်လှန်ရေးလုပ်မစားရ KAKND ရဲ့စီးဥစီချုပ်ဘုံမူချုပ်အောင်မြတ်ကသတိပေးလိုက်ပါဗျ။မေလ31ရက်နေ့တွင်ကြာရောက်သည့် KNP အမျိုးသားကာကွယ်တပ် KNDF တည်ထောင်ခြင်းလေးနှစ်ပြည့်အခမ်းအနားတွင်၎င်းကအထက်ပါတိုင်းသတိပေးလာခြင်းဖြစ်ပါသည်ရဲဘော်တို့မိမိတို့၏ယာတူများကိုအလွဲသုံးစားမပြုဘဲလူထုများနဲ့တရားတည်ရက်တည်ရန်လိုအပ်ပါသည်ပြည်သူလူထုအပါအဝင်ပြည်တွင်းပြည်ပမှအထောက်အပံ့များကိုအလွဲသုံးစားမပြုရန်နှင့်တော်လှန်ရေးမလုပ်ဆောင်ရန်လိုအပ်တယ်တော်လှန်ရေးအတွက်မှန်ကန်ထိရောက်သည့်နေရာတွင်သာအသုံးပြုရန်လိုအပ်တယ်လက်ရှိနိုင်ငံရေးအရေးနှင့်မိမိတို့တော်လှန်ရေးတမိုင်းအစဉ်လာကိုလည်းသတိမမေ့ကြရန်ပြောကြားလိုတယ် ရန်သူများ၏တွေးခွဲစကားများနဲ့အမျိုးသားညီမှုထိခိုက်စေမည့်ပုံကူများကိုသတိပြုကြရန်လိုအပ်ပါတယ်ဟု KKNDF စီဦးစီချုပ်ဘုံမှုချုပ်အောင်မြတ်ကပြောပါတယ်။ရင်းဒီအမျိုးသားကာကွယ်ရေးတပ် KNDF ဖွဲ့စည်းခဲ့ဒီမှာလေးနှစ်တိတိပြည့်ပြီဖြစ်တဲ့ဖြင့်အကောင်အဆိုးအကျိုးအကြောင်းလည်းသိရှိပြီးဖြစ်ကြောင်း KNDF တပ်ဖွဲ့သည်လက်နက်ကင်တပ်ဖွဲ့တစ်ခုသာဖြစ်၍ငွေငါရေးဖွဲ့စည်းမဟုတ်ဒီကိုသိရှိရန်လိုအပ်ကြောင်းအသိပေးထားပါတယ်။လက်နက်ကင်တပ်ဖွဲ့ဆိုဒီမှာအမိန့်ညွှန်ကြားချက်ကိုသာဒီဇိုင်းမမိုက်လိုက်နာရမည်ဖြစ်ပြီးငွေငါရေးကိုလည်းနားလည်သိရှိထားရမည်ဖြစ်ကြောင်း စစ်မြေပြင်တွင်လိုက်နာရမည့်တင်းဝက်ဥပဒေစည်းကမ်းလူထုအရေးကလေးသင်ငယ်အမျိုးသမီးအရေးမျိုးရစီဝါများကိုကာကွယ်တပ်ဖြတ်ရန်လိုအပ်ကြောင်းအထူးသဖြင့်တာဝန်ကျရာဒေသတွင်ဗိမ့်ဆိတ်ပြိုးခြင်းများတားမြစ်ရန်အထူးလိုအပ်ကြောင်းဆက်လက်အတည်ပြုထားပါသည်။လင်းနတာကာလအတွင်းတုံ့ပြန်ခဲ့ရသည့်ခက်ခဲများစိန်ခေါ်မှုများနှင့်ရဲဘော်လူငယ်များ၏အသက်သွေးကြွေးများပြည်သူလူထုဥယျာဉ်မြေယာများစွာပျက်စီးဆုံးရှုံးခဲ့ရပြီဖြစ်ကြောင်းထို့သောဆုံးရှုံးမှုပိဆက်ရမှုများသည်ဓမ္မတာပင်ဖြစ်ပြီးဂင်းဒီမျိုးသားများနှင့်တကွ မြန်မာနိုင်ငံသူနိုင်ငံသားတိုင်းရင်းသားများအားလုံးလွတ်မြောက်ရေးအတွက်ယနေ့တော်လှန်တိုက်ပွဲသည်ခီးရောက်နေပြီဖြစ်ကြောင်း KKNDF CUC ချုပ်ဗိုလ်မှူးချုပ်အောင်မြတ်ကပြောဆိုပါတယ်။ရဲဘော်တို့ကင်းဒီမျိုးသားများကကိုရေးတက်သည်လက်နက်ကင်တက်တစ်ခုဖြစ်သည်နှင့်အညီပြည်သူလူထုအိုးအိမ်များကိုကာကွယ်စောင့်ရှောက်ရန်ဥပဒေနှင့်အညီပြည်မှုတွေထိုင်ကျင့်ကြံရန်တပ်တွင်းစီးလုံးညီရင်းမှုနှင့်ပြည်သူလူထုများအားကိုးရသည့်တပ်တော်အဖြစ်ဖွဲ့စည်းရန်အထူးလိုအပ်သည်ဟုပြောကြားလိုပါသည်။ လေးနှစ်တာကာလအတွင်းအသက်ဆုံးပေးဆက်သွားကြသည့်ရဲဘော်ရဲဘက်များနဲ့၎င်းတို့မိသားစုဝင်များအားကူညီဖေးမှဆောင်ရှောက်ရန်နှလုံးသွင်းကြဖို့အထူးအသည့်ပေးလိုတယ်ဟု၎င်းကဆက်လက်ပြောကြားပါတယ်။ရာဒူနဲ့တာဝန်ဝတ္တရားကိုခွဲခြားသိမြင်ရန်မိမိတို့၏ယုံကြည်ချက်ခံယူချက်ညီမချက်များမပြတ်ပြတ်သွားစေရန်အထူးလိုအပ်ပြီး GNDD တမိုင်းအစင်လာကြီးမားသည့်အမျိုးသားများဖြစ်သောကြောင့်တမိုင်းเจ้าအစင်လာများကိုဆက်ထိန်းသိမ်းကအောင်မြင်မှုလမ်းစီသို့ဆက်လက်ချီတက်သွားကြရန်တိုက်တွန်းထားပါတယ်။ စကောင်စီအ धिक အဝင်ငွေရလမ်းဖြစ်သည့်ရေနာလုတ်ကွက်အစ်စ်များအတွက် train company နဲ့စစ်တပ်တို့စာချုပ်ချုပ်ဆိုကြောင်းသိရပါဗျ။စကောင်စီအ धिक အဝင်ငွေရလမ်းဖြစ်သည့်ရေနာလုတ်ကွက်အစ်စ်များအတွက် train company နဲ့စစ်ကောင်စီလက်အောက်ခံမြမရေနာနဲ့တဘာဝတန်းငွေလုံက MOGE တို့စာချုပ်ထုတ်ဆိုလိုက်ကြောင်းစစ်ကောင်စီကယမန်နေ့သတင်းတွင် ထုတ်ပြန်လိုက်ပါဗျ။ train company က petroleum မြန်မာ company နဲ့စစ်တပ်လက်အောက်ခံ MOGE တို့ကမြေရည်သူစီမံကိန်းဟုအမည်ပေးထားသည့်မုဒ္ဓမကောင်းလွန်လုတ်ကွက် M10 ကိုပူပေါင်းလှုပ်ဆောင်ကရေနံနဲ့တဘာဝဓာတ်ငွေ့ထုတ်လုပ်မည်ဖြစ်ကြောင်းပူပေါင်းဆောင်ရွက်ရေးနဲ့ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားရေးစာချုပ်ကိုမေလ29ရက်နေ့ကနေပြည်တော်တွင်ချုပ်ဆိုခဲ့ကြောင်းသိရပါသည်။ယခုကဲ့သို့စာချုပ်ချုပ်ဆိုနိုင်သောကြောင့်ရေနံနဲ့တဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ယူလုပ်ငန်းများတွင်ငွေကြေးထည့်ဝင်မှုအားကောင်းလာပြီးလက်ငံကျားဝင်ငွေပုံမှုရှာဖွေပေးနိုင်မည်ဟုစစ်ကောင်စီဆွေးနွေးဝင်ကြီးဦးကကိုလွန်ကပြောဆိုကြောင်းလာမည့်2028ခုနှစ်တွင်ပထမဆုံးတဘာဝဓာတ်ငွေ့စတင်ထုတ်ယူနိုင်မည်ဟုယူမှန်းထားကြောင်းသိရှိရပါသည် အဆိုပါစီမံကိန်းသည်စစ်ကောင်စီလက်ထက်မြန်မာရေနားနှင့်တဘာဝဓာတ်ငွေလုပ်ငန်း MOGE ပထမဆုံးစာချုပ်ချုပ်ဆိုအကောင့်ထဲပေါ်သည့်ကားလွန်စီမံကိန်းတစ်ခုဖြစ်ကြောင်းသိရပါသည်။ဆရာနာသိမ်းပြီးနောက်အေသားပြည်သူများကိုတပ်ဖြတ်ပြီးစစ်ရာဇမှုကျူးလွန်နေသည့်စစ်ကောင်စီလက်အောက်ခံ MOGE ကိုဆွစ်ဇာလန်၊ယူရိုပါ၊အမေရိကန်၊ဗြိတိန်နဲ့ကနေဒါနိုင်ငံများကအယူထားတော့လေထိုင်းနိုင်ငံကမူပူတွေ့စီးပွားရေးလှုပ်ဆောင်နေခြင်းဖြစ်ပါတယ်၂၀၂၃ခုနှစ်စစ်ကောင်စီထုတ်ပြန်သည့်ကိန်းဂဏန်းများအရ 3လအတွင်းတဘာဝဓာတ်ငွေရောင်းချရမှုမှာအမေရိကန်ဒေါ်လာ140တန်းကျော်ရရှိခဲ့ကြောင်းမြန်မာနိုင်ငံတွင်ရတနာရဲတခွန်ဇော်ဒီကရွှေစသည့်ကမ်းလွန်စီမံကိန်း၄ခုကိုဆက်လက်လုပ်ကိုင်နေကြောင်းသိရှိရပါသည်။ယခုကမ်းလွန်လုပ်ကွက်အသစ်စားကြုပ်ချုပ်လိုက်သည့်ထိုင်းနိုင်ငံသားပိုင်းကပက်ထရိုလီယံမြန်မာကုမ္ပဏီကရဲတခွန်တဘာဝဓာတ်ငွေစီမံကိန်းကိုလည်းကြီးကြပ်လုပ်ကိုင်နေသည့်ကုမ္ပဏီလည်းဖြစ်ပါသည်။ကြောက်ပြူတွင် AA ပြခတ်မှုကြောင်းတည်ဆုံးခဲ့သောအမှတ်၁၁ချင်းမြန်တက်မှဌာနချုပ်နီးပြူဝမှု ဘုံမူကြီးကျော်မြို့အောင်ကိုဘုံမူကျုပ်ရာထူးတဆင့်တိုးပေးကြောင်းသိရပါဗျ။ရခိုင်ပြည်ကြောက်ဖြူမြို့နယ်တွင် AA ပြစ်ခတ်မှုကြောင့်တိုက်စုံခဲ့သော အမတ်၁၁ချေမြန်တက်မှတ်ဌာနချုပ်ညပြူဟာမူဘုံမူကြီးကျော်မြို့အောင်ကိုဘုံမူကျုပ်ရာထူးတဆင့်တိုးပေးခဲ့ကြောင်းတပ်အတန်းဝိုင်းနှင့် CDM ဘူကြီးစင်ရောက်ကပြောဆိုပါဗျ။မေလ၂၉ရက်နေ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်တွင်စစ်တပ်နှင့် AA တပ်များကြားတိုက်ပွဲဖြစ်ပွားစဉ်အမတ်၁၁ချင်းမြန်တက်မှတ်ဌာနချုပ်မှနီးပြူဟာမှုဘုံမူကြီးကျော်မြို့အောင်သည် AA ပြစ်ခတ်မှုကြောင့်တည်ဆုံးခဲ့ကြောင်း တည်ဆုံးချိန်တွင်ရာထူးတဆင့်တိုးပြီးဘုံမှုချုပ်အဖြစ်အမိတက်ခွင့်ရရှိခဲ့ကြောင်းသိရှိရပါသည်။ရခိုင်ကြောက်ဖြူတပ်ပွဲမှာစနိုက်ပါထိတာပြီးတော့ဗျူဟာမှုကဘုံမှုကြီးအဆင့်ဒါပေမဲ့စနိုက်ပါနဲ့အထူးအပြီးမှာတဆင့်မြင့်ရာထူးတိုးပြလိုက်တယ်လို့သုံးသပ်ရပါသည်။ဘာလို့လဲဆိုတော့ဗျူဟာမှုအဆင့်ကဘုံမှုကြီးပဲတက်မှတ်မှုမှဘုံမှုချုပ်ဖြစ်တာပေါ့နော်။ဒုတိယတက်မှတ်မှုဆိုရင်တော့မှပဲကာနယ်ဘုံမှုကြီးပဲဗျ။အဲ့ဒါကြောင့်မို့တည်သွားတော့မို့လို့တဆင့်မြင့်ရာထူးတိုးပြလိုက်တယ်လို့သုံးသပ်ပါတယ်ဟုစီဒီအမ်ဘုံကြီးဇင်ရောကပြောဆိုပါတယ်။ အေအေးပြစ်ခတ်မှုကြောင့်တည်ဆုံးခဲ့သောဘုံမူကြီးကျော်မြို့အောင်ရည်ရုပ်အလောင်းကိုရဟရင်ဖြင့်ရန်ကုန်မြို့သို့ပြန်လည်တည်ဆောင်းခဲ့ပြီးအင်းနိုင်ရှိအမှတ်၁၁ချင်းမြတ်တက်မဌာနချုပ်တွင်နိုင်ဤစီစဉ်ခြင်းဘုံရုံစစ်တင်းချိုင်းတွင်ဂုံပြုအခမ်းအနားဖြင့်တကြိုခဲ့ကြောင်းသိရှိရပါသည်ဘုံမူကြီးဘုံမူချုပ်ကျော်မြအောင်သည်အလုတ်တင်ဘူးအပတ်စဉ်28တင်နာစဉ်ဖြစ်ပြီးတည်ဆုံးချိန်တွင်အသက်45နှစ်ရှိပြီဖြစ်ပါသည်